မင်္ဂလာပါသားတို့တမီယူရေဒီချေကတော့ Grapeful မြန်မာစာကိုတင်ကြပေးမယ်ဒီချေမွန်ဖြစ်ပါတယ်ဒီချေတင်ကြပေးမှာကတော့သင်ငန်းစာ19မြည်ဒီကကျက်ဥစင်းဖြစ်တဲ့နီးသင်ငန်းစာဖြစ်ပါတယ်သားတို့တမီတို့ကဒီသင်ငန်းစာကိုတင်ကြရခြင်းဖြင့်ကျက်ဥပြုံနဲ့ကျက်ဥစိကွဲပြားချမ်းသာမှုကိုသိလာမယ်သားတို့တမီတို့ကျက်ဥကိုတွေ့မှုမြင်မှုကြားလိမ့်မယ်လို့ထင်ပါတယ်သားတို့တမီတို့ ကျဥ်အခွန်ကိုခွဲပြီးအတွင်ပိုင်းကိုကြည့်ဘူးကြသလားကျဥ်ပြုတ်ရဲ့အဖြူရောင်အကာဟာခဲနေတဲ့အဝါရောင်နှစ်ဤဘေးပလဲတွင် ရှိနေပြီးအခွန်နဲ့ကပ်နေတယ်မပြုတ်ရသေးတဲ့ကျဥ်အစိမ်းရဲ့အတွင်မှာဆိုရင်တော့အကြည်ရောင်ပြစ်ချွဲတဲ့အကာပြော့နေတဲ့အဝါရောင်နှစ်ရဲ့ဘေးပလဲမှာရှိနေတယ်ဒါကြောင့်ကျဥ်စိမ်းနဲ့ကျဥ်ပြုတ်ရဲ့အတွင်ပိုင်းဟာကွာခြားတယ် တရုတ်သမီးတို့အိမ်မှာလည်းကိုယ်တိုင်လိလာစံသက်ကြည့်ကြပါဦး။ကျေရုအခုဖတ်စာစာမျက်နှာ49မှာရှိတဲ့ပုံတွေကို ကြည့်ကြရအောင်။ပုံတွေမှာပြထားတဲ့မိမိကစက်ဥစဉ်ဖြစ်တဲ့လဲကိုကြည့်ကြရအောင်။ပုံနှစ်မှာဆိုရင်ပုံနှစ်မှာပြထားတဲ့အတိုင်းစက်ဥလေပုံကိုကြည့်ပြီးတော့မတူညီတဲ့အချက်တွေရှိမရှိစာကြည့်ကြရအောင်လို့ရေးထားတယ်။ကျုပ်ပြုတ်ကိုပကံနဲ့ထည့်ပြီးတော့ပုံနှစ်အတိုင်းလက်ဖြစ်ဖြည်းဖြည်းချင်းလေ့ကြည့်ကြမယ်။ လေလိုက်တဲ့အခါအဝိုင်းလေးလိုလေလာတာကိုတောက်သမီးတို့တွေ့ရလိမ့်မယ်။ပို့ပြီးမြင်မြင်လေးရင်အဝိုင်းနှစ်ဝိုင်းပေါ်လာပြီးတောင်းကလေလာပြီးဂျင်ကဲတို့လေလာလိမ့်မယ်။ကျုပ်စိမ့်ကိုရောထိုလုတ်ပုံလုံးကြီးပြုတ်လုတ်ပါကဘလို့ဖြစ်မလဲတဲ့။လှုပ်ပြီးပြပြချင်းလေယုံသာရှိပြီးမြင်မြင်လှဲ့တိုင်းမြင်မြင်နေလာချင်းမရှိဘူး။ ုံသုံးကိုဒီချေလို့ကြည့်ကြည့်ကြပါဦးပုံသုံးမှာပြတ်ထားသလိုကြက်ဥစိမ့်နဲ့ကြက်ဥပြုတ်လေပုံချင်းမတူညီသည်များကိုရှင်းရှင်းလင်းလင်းတွေ့ရမှာဖြစ်တယ်ထိုလေပုံကွဲပြားမှုတွေဟာညီသည့်ကြက်ဥစိမ့်ကြက်ဥပြုတ်တွေမဆိုအတူတူပင်ဖြစ်တယ်လက်ဖြစ်လက်ကြည့်ုံဖြစ်ကြက်ဥစိမ့်နဲ့ကြက်ဥပြုတ်ခွဲခြားသိရှိနိုင်လားတဲ့လက်ဖြစ်လက်ကြည့်ုံဖြစ်ကြက်ဥစိမ့်နဲ့ကြက်ဥပြုတ်ကို ခွဲခြားသိရှိနိုင်ပေလိမ့်မယ်တဲ့ ဒါကြောင့်တချို့ကကြက်ဥစိမ့်နဲ့ကြက်ဥပြုတ်ငါးလုံးယူပြီးတော့အထက်ပါအနီးတိုင်းလှည့်ကြည့်ကြရမယ်။ကြက်ဥစိမ့်တိုင်းသည်ဖြင်းင်းစွာလဲပြီးတော့ကြက်ဥပြုတ်တိုင်းသည်ဂျင်ကဲ့သို့လှည့်မြင်စွာလဲတာကိုတွေ့ကြရမယ်။ကြက်ဥအခွန်ကိုမခွဲဘဲလေပုံကိုကြည့်ပြီးတော့ကြက်ဥစိမ့်နဲ့ကြက်ဥပြုတ်တို့ကိုခွဲခြားနိုင်တယ်။ဘာကြောင့်အဲ့လိုခွဲခြားနိုင်တယ်လဲဆိုရင် ကြက်ဥအတွင်းမှာလှုပ်ဝက်ချက်တွေရှိနေကြကြောင်းဖြစ်တယ်။အဲ့လိုဝက်ချက်တွေကဘာကြီးလဲဆိုရင်ကြက်ဥပြုတ်တွင် အတွင်းရှိအလုံးကအခဲဖြစ်ပြီးတော့ အကာဒီလည်းကျအုခွန်နဲ့ကနေရဖြစ်နေတယ်။ဒါကြောင့်ကျအုပြုတ်သည်အကာနဲ့အနှစ်တသားတည်းဖြစ်နေသောကြောင့်ဂျင်ကဲတို့လင်နိုင်ခြင်းဖြစ်တယ်။အခုဒီချိန်ကကျအုစိန်ဘာကြောင့်မြင်မြန်မလဲရတဲ့အကြောင်းရင်းကိုပြောပြမယ်။ကျအုစိန်ရဲ့အတွင်းပိုင်းမှာဆိုရင်ဆေးပြစ်တဲ့အရာတွေရှိတယ်။ဒါကြောင့်ကျအုခွန်ကိုအားစိုက်ကလှဲ့တော့လေကျအုပြုတ်ကဲတို့အတွင်းပိုင်းဟာမလဲပဲဟန်ထားဖြစ်နေတယ်။ဒါကြောင့်ကျအုစိန်ရဲ့အတွင်းပိုင်းဟာလဲပတ်မှုကိုအစိမ့်တန့်သွားစေတယ်။ ကျက်ဥစင်းရဲ့အတွင်းပိုင်းထိုတို့ဖြစ်တည်နေတဲ့အကြောင်းကတော့ကျက်ငယ်အကောင်ပေါက်လာနေအရာဖြစ်တာကြောင့်လက်သက်မှုအရှိန်မပြင်းမဲနဲ့အန်ဒီရဲ့ကင်းစီရင်တဘာဝကစီမံပေးထားခြင်းဖြစ်တယ်။သားတို့သမီးတို့ရေဒီနေ့တင်ကြားခဲ့တဲ့မြေဒီကကျက်ဥစင်းဖြစ်တဲ့နည်းဆိုတဲ့သင်ခန်းစာကိုသားတို့သမီးတို့တင်ကြားခဲ့ပြီးပြီဆိုတော့သားတို့သမီးတို့အိမ်မှာကိုယ်တိုင်လည်းလက်တွေစမ်းသပ်ကြည့်ကြအောင်နော်။သားတို့သမီးတို့ဒီသင်ခန်းစာကိုနားလည်သွားပြီလို့ဒီချေကမျှော်လင့်ပါတယ်။ဒီချေတို့နောက်စာသင်ချိန်မှာပြန်တွေ့ကြမယ်နော်။ Bye bye ။